မြန်မာတွေအများပြားရှိရာထိုင်းမြန်မာနယ်စပ်မေဆောက်မြို့မှာခုရက်ပိုင်းတွင်အုပ်စုဖွဲ့ခိုးဆိုးလူရဲတပြားတိုက်တဲ့အထိမှုကင်းနေပုံများလာတယ်လို့သတင်းရရှိပါတယ်။ဒါကြောင့်ထိုင်းအနာပိုင်တွေကအစစ်စေးတွေပုံမှုပြုလုပ်နေပြီးရွှေပြောင်းမြန်မာတွေကိုအဓိကထားတဲ့အတွက်နေထိုင်သွားလာရတာခက်ခဲကြက်တင်နေတယ်လို့မေဆောက်ရမြန်မာတွေကပြောပါတယ်။မေဆောက်မှာစပိန်ဆိုင်ငင်နဲ့လူသုံးကုန်ပစ္စည်းရွှေငွေလက်ဝယ်ရနာပစ္စည်းတွေကိုဖောက်ထွင်းလူရဲခိုးယူမှုတွေပြုလုပ်နေတာဟာအနာသိပ်ပြီးနောက်မှာ ြန်မာနိုင်ငံကနေရှောင်ရှားလာကြတဲ့သူတွေမဟုတ်ပဲမဲဆောက်မှနေကြပြီဖြစ်တဲ့မူရစ်စေတုံးဆွဲသူတွေဒါဖြစ်တယ်လို့ရှစ်ပြောင်းနေကိုကူညီပေးနေသူတွေကပြောပါတယ်လက်ရှိမဲဆောက်ကချင်းတွေနဲ့ပတ်သက်ပြီးမြန်မာပြည်သားများရေးပူးတွဲလှုပ်ရှားမှုကော်မတီ JCB ရဲ့ဥက္ကဋ္ဌဦးမိုးကျော်ကတော့အခုလိုပြောပါတယ်မဲဆောက်မှ Survey Friday ခုံမှုကြီးခက်စိတ်စိတ်ဖြစ်လာတယ်အခြားသောလူတို့မှုပစ္စည်းတွေဖြစ်တဲ့ကျွန်တော် အယ်လီဖိုနစ်ပစ္စည်းတွေပေါ့နော်ဘဝရဲ့အဆင်းလိုပါနော်မီဂျူးစ်အဲ့ဒါတွေပါနောက်ရှင်မီလေးပဲယတနာတွေပါအဲ့ဒါတွေဖောက်ဖင်းပြီးတော့ခိုးယူတာတွေရခက်စိစိတ်ပြတ်အများဘောအဖြစ်မဲဆောင်မျိုးကရက်ွက်ကြီးတွေတက်ကမဲပါတော့မဲခုနေဥရောတိုက်နေစိတ်ရှိရရက်ရက်ွက်ကြီးပြီးတော့ညီမတွေညီညာတဲ့တဆာတွေအဲ့ဒီမှာရှိနေတဲ့ဂီတာတွေညီမဤတဲ့နစ်ကြတယ်မှာပေါ့နော် နှစ်ကြာမြန်မာတွေနဲ့ဒီမြန်မာနိုင်ငံဘွားတိုင်ရင်သာဒီအောင်ပြီရစီလိုက်တော့ကြဝေးစီလိုက်တော့ပြီးဝေးစီတော့မှုတွေဝေလူရဲ့ခါကြတော့ကျုံးငယ်စင်စပေးဒီဆိုင်ကြီးထားလာတုံးတာတတ်တဲ့ရမရှိလူယိုစိတ်ကြတဲ့အချိန်မျိုးမရှိတာသူတို့ကအပီးစိတ် တည်တည်ကြကြတည်ကြဒေသာလေးပါစနစ်ကြခိုးတာဂိုင်းွယ်ဒီခိုးတဲ့ဒေသကဒမာရီယာပြောသူစေတုံးဘုတ်နေရှိတာပြီးခဲ့တဲ့အော်တိုဘတ်၁၁ရက်နေ့ညစနေခွဲခန်းကမဲဆောက်မြို့နယ်ဝေမှုချေးရွာစူပုတ်ဆဲုံနာမှာကျင်းပနေတဲ့ပွဲစည်းကနေအသက်၃၅နှစ်ရွယ်မြမမျိုးသမီးတဦးဟာသူမရဲ့ရင်ထဲလာသားရွယ်ကလေးငယ်နဲ့တူပြန်လာခြင်းဆန်ကစီမျိုးသားတဦးရဲ့တန်ညုံနဲ့ထိုးပြီး ပတ်စံအိမ်လူရက်တာခံခဲ့ရပါတယ်။ဆန်ကယ်ဒီနဲ့အုပ်စုဖွဲ့ဂိုင်းဖွဲ့ပြီးတနက်ဓာတ်လုလက်နက်တွေနဲ့အတူမူရစီတုံးဆက်သူတွေကအခုလိုပြုလုပ်နေကြတာဖြစ်ပြီးမြန်မာပြည်နေတဲ့တန်လျာတွေကိုလည်းအုပ်စုဘက်ဓမြတိုက်တာတွေရှိနေတယ်လို့မဲဆောက်ရွှေပြောင်းနေထိုင်သူတွေကပြောပါတယ်။အဲ့လိုဖြစ်စဉ်တွေကြောင့်ကျမ်းမာရေးရမဲတော်စီကံတပ်ပြဖို့ဆန်ကယ်နဲ့ဆန်ဘလော့တွေငားမြတဲ့ပြဿနာတွေရင်ဆိုင်နေရတယ်လို့မဲဆောက်မှာနှစ်ပေါင်း30ကျော်နေထိုင်တဲ့အဖွားအုပ်တအူကပြောပါတယ်။ 那比这个开开就唔多事吧喏，怎么罗的哈路尼啊，多米耶家路在大路吧，路在大。你家了，只不过三罗哈路嘛尼啊。米啊啦不，米家不，一个。对，妈呀，我不知道嘞，这做的哪个？哎嘛，三罗哈路嘛，哈路尼啊，罗马的瓜路尼啊，都要谁干个吧？ ပြေတော်မှအိမ်မှာပြေရမဲ့တိုင်းပဲပုံစံဖြစ်နေတာဆိုပြုံလာနဲ့သွားတော့မှဘာသူပဲဖြစ်ဖြစ်ဘာသူတော်လို့မရဘာသူသွားဆိုဟိုတို့ကရာနမရိုက်လူကလာပတ်တာတို့ဓာတ်တို့ဘုန်းကြီးနဲ့ညတကံတော်ကြီးဆိုတာထမရေကြဘူးနေလက်ကြကြောင်းကခေကြဟိုမှာအဲ့ဒါဟောင်းဘုန်းကြီးနာမင်းရဲ့တော်ရောလို့မရဘူးစီစီကံတော်ဘူးအမတော်တော်ကြီးကြောက်ကြပါ အပြုလို့ဆိုလမ်းနဲ့မှဖြတ်တာလို့ရိုက်တာလို့ဟိုနေလို့တကယ်ကဘယ်ဆောင်လို့မှလည်းမသွားနိုင်ဘူးသွားရင်လက်မပဲစီစီမစီစီသွားလို့မရတာလက်မမစီတဲ့သူဆိုပို့ဆိုးမော့သွားမရတာတော့မဟုတ်ဆိုစီစီဘလာတရားပေးတာမှနေလေကြောက်တာမှအခက်ခဲကြုံမှဒီဆောင်မှမသွားရင်ခက်ခဲမကြုံဘူး Pero nei di nya da in de lege ho ni ti me tu i pa mi ye ja. E vi o mi pon ga che wa le. Nya la ma lu ga. O tu lo la ba ma sa ma ga ma. Ta lai de lu tu ma ma ja de ku di la dan ti wa. Ja da ja e ja ma to ga e sa ma ga ma de ku la. Bu ha ye ja mu. အခုကမှအရင်ကတည်းကခေါ်တာမှဒီနာလေးတွေနောက်ဆိုသွားပဲလူမတင်ရဘူး ပစ္စည်းတွေပါအရင်နဲ့ပဲတင်သွားရတယ်။ဘာလို့ဆိုအကွက်သွားကျင်တော့ဆန်ကျင်နဲ့သွားရတယ်။ပြီးခဲ့တဲ့စတေမာ15ရက်ညပိုင်းကလည်းမဲဆောင်မြို့မဲတောင်ပြည်ပွဲနားမှာမြန်မာမျိုးသားတအူးကိုအမည်မသိမြန်မာမျိုးသားနှစ်ဦးကထုတ်ချိန်ပြီးပစ္စည်းရလျက်သွားမှုဖြစ်ပွားသွားခဲ့ပါလေတယ်။အလုံယုံမှာ OD စင်ပြီးည7နာရီလောက်ပြန်မှာတင်းလာဇီနာမှာအုပ်စုဘွယ်လူရဲခံရဘော်ကို အမိုက်လုံယုံလုံသမားတအူးကအခုလိုဖြစ်ပြပါဗါတယ်။ကျွန်တော် ဆလလုတ်ရဥစားအမိုက်ကြုံကကောင်းလေးတော့ဘာလို့ညပိုင်းပြီးွားရအပတ်လာပါလေသူပြန်တော့အူဒီရှိတော့ပြန်တော့လည်းရောက်စင်နိုင်စက္ကနိုင်ပေါ့အဲ့ထက်ဟောပြန်သွားရခဲ့လားဆိုင်တိုင်းနဲ့လူမင်းကတနင်္လာစင်းတနင်္လာစင်းနာသူကအဲ့မှာသူအင်္ဂါနေတာကိုအပြန်တော့သူ့ရှေ့ကောင်းလေးတွေပေါ့ဆက်ပေးနဲ့သွားတော့ခံခဲ့နဲ့တားပြီးတော့ပြုတ်အကောင်လေးကဆက်ပေးကိုတိခါဆိုတော့ခက်ပြီးသွားတာ ကပီဝါနဲ့အမကျွန်တော်အလို့ရုံမှာရှိရပေါင်းလဲရတယ်အဲ့ဒါသူ့မစူးလဲဆက်ပြီးငင်းနင်းတီးတာပေါ့ဝင်မြောက်လို့တော့ဒီကားလေးပါတယ်တာပြဆက်လို့ဟိုခွေးခဲရလဲရောခေထားရလဲလေးမကောင်းဘူးခွန်းအချောင်းမျိုးမျိုးကြောင့်မဲဆောက်မှာရှစ်ပန်းနေထိုင်နေသူတွေနဲ့ရှစ်ပန်းမြတ်မာတွေအားလုံးအရင်ထိုင်ဥပဒေတွေကိုလေးစားပြီးလေကြောင်းရေးကူးဆက်ကြဖို့ JCPA ဥက္ကဋ္ဌ ဦးမူကျော်ကတည်ပြပါတယ်အခုလိုလူရက်ဓမြတိုင်းမှုတွေဖြစ်ပေါ်နေတဲ့အကြောင်းမဲဆောင်မြို့ရောဘစင်ဇင်းဝဲစင်တာမှာဖွင့်လှစ်ထားတဲ့ရွှေဆိုင်တွေမှာလူရက်တာပြစ်ခတ်တာနဲ့ပစ္စည်းဥစ္စာတွေဖျက်ဆီးတာတွေဖြစ်ပေါ်လာပါကပြည်သူတွေအနေနဲ့ထပ်ပြီးပုံရှောက်ကုကက်လုပ်ငန်းစဉ်တိုင်းတမန်ဆောင်ရနိုင်ဖို့စက်တိုက်လေးချင်းမှုတည်ရပြုလုပ်ခဲ့ကြောင်းသိရပါတယ်